ဂျိုရှွာဘန်နဲ့ဘရူနိုဆေးပါရဲ့ထိုးပွဲကြီးကတော့သူစစ်ဝင်စားမှုအမြင့်သက်ဆုံးပွဲဖြစ်စမ်းချိန်တင်သွားခဲ့ပါပြီဂျိုရှွာဘန်နဲ့ဘရူနိုဆေးပါရဲ့ fist of goal UFC က Facebook ပေါ်မှာတင်လိုက်တဲ့အခါမှာတော့ like တွေ share တွေ view တွေကတခြားသောကောင်ပွဲတွေထက်တောင်အရန်ချမ်းကိုများပြားနေတာဖြစ်တဲ့အတွက်လူစိတ်ဝင်စားမှုအများဆုံးထိုးပွဲဖြစ်သွဲဆိုင်ဖြစ်စံချိန်တင်လိုက်ပြီးလေဖြစ်ပါရီဂျိုရှွာဘန်ကတော့ UFC က ခံမှန်းထားတဲ့အတိုင်းပဲအနာဂတ်မှာအရန်ကိုထွန်းတောက်လာမယ့်ဖိုက်တာတယောက်ဖြစ်ပါတော့မယ်အခုဘရူနိုဆေးဗာနဲ့ထိုးပွဲကြီးမှာဂျော့ရှွာဘန်ကနိုင်မယ်လို့အားလုံးကခံမှန်းထားကြပါမယ်တစ်ဖက်မှာလည်းစိုးရင်စရာအခြေအနေတွေကရှိနေတာပါ ဘရူနိုစီဗာက35နှစ်အရွယ်ဝိုင်းရင်ဖိုက်တာဖြစ်တယ်။အရင်က BJJ လေးကစားဖူးတယ်လို့အခုတော့ striking ဘိုင်းကိုပို့ပြီးတော့ဦးစားပေးကစားတာပဲဖြစ်ပါတယ်။ဘရူနိုစီဗာကတော့မနေ့ကအင်တာဗျူးမှာဆိုရင်ဂျော့ရှွာဘန်ကိုနှစ်ချီအတွင်းမှာเนาะအနိုင်ယူနိုင်မယ်။နီးစနစ်ကိုသူ့အနေနဲ့လေ့ကျင့်ထားပြီးဒါပြင်ဆင်ထားပြီလို့ပြောပြလာတာပဲဖြစ်ပါတယ်။ ချက်ပြီးတော့ဘရူနိုစီဗာကဂျော့ရှွာဘန်ကားတဲ့အသက်23နှစ်ပဲရှိသေးပေမဲ့တတော်လေးကိုမာတဲ့ဖိုက်တာလေးပဲဖြစ်ပါရတဲ့ဘောက်ဆင်းနဲ့တတော်လေးကိုကောင်းပါရတဲ့အကြံခံမှုလေးကောင်းတယ်ဒါပေမဲ့ကျွန်တော်နဲ့တွေ့ရင်တော့သူကလဲကြမှာပါဆိုပြီးတော့အင်တာဗျူးမှာပြောသွားတယ်ဆိုတော့သူက game plan တတော်လေးကိုကောင်းပြင်ဆင်ထားတယ်ပြီးတော့ဒီနေရာမှာဂျော့ရှွာဘန်ထက်ဘရူနိုစီဗာရဲ့အသာချက်ကပါလေဆိုရင်ပါဝါပိုင်းပါ။ဟောအလဲထူပါဝါတတော်လေးကိုကောင်းနေ။ကျွန်တော်ဂျော့ရှွာဘန်ကျတော့ဒါအသက်ပိုင်းပေါ့နော်။ကျွန်တော်တို့အသက်ငယ်ငယ်လေးနဲ့တတော်လေးကိုဘောက်ဆင်ကောင်းနေ။ ဒါထိတ်တောင်း defense လေးကောင်းတယ်အခုပဲ Joshua ဘန်ကဗာလေးဆိုရင် power မှာအားနေတယ်နော်သူတို့ Joshua ဘန်အနိုင်ယူခဲ့တဲ့ပွဲအားလုံးနီးပါးက decision နဲ့ပဲအနိုင်ယူထားပြီးတပွဲပဲအလဲထိုးနဲ့အနိုင်ယူထားရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Joshua ဘန်ကို decision fighter လို့ပဲပြောနေကြရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Joshua ဘန်ဟာ power ဘိုင်းမှာအားဖြည့်ထားဖို့လိုတယ်ပြိုင်မဲ့ဖြစ်တဲ့ Bruno Silva က power ဘိုင်းတော်တော်လေးကောင်းတယ်ဘရူနိုဆေးဘအနိုင်ရမယ်ဆိုရင်နှစ်ချီအတွင်းမှာအလဲချုံနဲ့အနိုင်ရလိမ့်မယ် ယေရှုဝါဘိုင်ဝန်ကဂျာရိုဂျော်နှစ်ချီတော့မို့သုံးချီအတွက်မှာခံမှန်းထားကြပါလိအထူးသဖြင့်တော့သူတို့ရဲ့ record တွေကိုချိန်တာဗျာเนาะကျွန်တော်တို့ပါဝါဘိုင်းပေါ့ဗျာဘာပဲဖြစ်ဖြစ်ပါဒီပွဲမှာယေရှုဝါဘန်ကသတိကြီးကြီးနဲ့စွမ်းဆောင်နိုင်တော့နိုင်ပါတယ်เนาะကျွန်တော်တို့ပြည်သက်တွေယေရှုဝါဘန်ဘက်မှာအပြည့်ရှိနေပါမယ်ကျမဖြစ်တဲ့ဘရူနိုဆေးပါကမကြပါဘူးတက်လုံကတော့ချလာပါလိမ့်မယ်နော်အများဆုံးခံနိုင်ရင်နှစ်ချီပါပဲနော်နှစ်ချီအတွင်းမှာတက်လုံချလာပါလိမ့်မယ်ဂျက်ရှွာဘန်ကတော့ အရင်တိုင်းပဲပွဲသိမ်းပြမယ်ဆိုတာကတော့ယုံကြည်ပါရီထူးထူးခြားခြားအလေးထုံးနဲ့နိုင်ရပါစီဘန်ကြီးအမြဲတမ်းအားပေးနေပါရီ